အခုနောက်ပိုင်းမှာပြန်လည်နှိုးထလာတဲ့ခြင်းတွေကပြန်ပွဲစုံ၄ပွဲဆက်ကိုနိုင်ရရှိထားပါတယ်။ဟုတ်ပါတယ်ကျွန်တော်အခုပြောနေတာကတော့ World Champion ရဲ့တိုက်တယ်ကိုရယူထားတဲ့ Chelsea အသင်းအကြောင်းပဲဖြစ်ပါတယ်။တွေးကြည့်ရင်ဒီအပိုင်း Chelsea fan တွေတော်တော်လေးစိတ်ချမ်းသာနေရပါတယ်။အမှန်တိုင်းဝင်ခံရရင်၅ပွဲဆက်နိုင်ရရှိဖို့လည်းမျှော်လင့်မိနေကြမှာပါ။ဒါကတော့အသင်းကိုတကယ်ချစ်တဲ့ fan တွေအထုံးသံပဲမလို့ Brother ကလည်းနားလည်မယ်ထင်ပါတယ်။ဒီနေ့မှာတော့ Premier League ပွဲစဉ်ကိုရောက်ရှိလို့လာပါပြီ။ပွဲစဉ်စီရမှာအဆင့်9နဲ့ကျွန်တော် Chelsea တင်းရဲ့ရက်တည်နေရပါ။၄ပွဲနိုင်၂ပွဲသိရင်၂ပွဲရှုံးဆိုရရလတ်တွေကိုဖော်ဆောင်ထား ပါတယ်။တကယ်ခြေစမ်းပြမယ်မျှော်လင့်ထားတဲ့ကစားသမားတွေတန်ရာရနေချိန်မှာဒီလိုမျိုးရလဒ်တွေကမစိုးလာဘူးလို့ပဲပြောချင်ပါတယ်။တိတာရဲ့ချက်တစ်ချက်ကတော့ကစားသမားတယောက်တည်းအပေါ်မှာအများကြီးမိကုန်နေရတဲ့အသင်းမျိုးမဟုတ်တော့ဘူးဆိုတာပါပဲ။အသင်းလိုက်ရောအကောင်းလာတယ်။ပို့ပြီးတော့လဲစီလုံးလာပါတယ်။ဒါရီကအပေါင်းဘက်ကိုရောက်ရှိနေတဲ့အေးအောင်တွေပဲဖြစ်ပါတယ်။လိုအပ်ချက်တွေရှိနေတဲ့တောင်မှာအသင်းပေါ်အချင်းချင်းကူညီဖာတိပေးသွားပါတယ်။ဒီလိုအချက်တွေကိုနောက်ပိုင်းပွဲစဉ်တွေမှာတိတိတတ်တာပို့ပြီးတော့မြင်လာရတာပါ။ ရှေးရာသီကပန္နတိလူနေတာကိုမှတ်မိကြအောင်ပါပါ။ဒီရာသီမှာတော့ဒါမျိုးတွေဖြစ်မလာတော့ပါဘူး။အသင်းသားချင်းချင်းပို့ပြီးတော့ညညွတ်လာကြပါရယ်။အသင်းပေါ်အချင်းချင်းလည်းပို့ပြီးတော့ယုံကြည်မှုတွေတိုးတက်လာကြတာမိကုန်းထုတ်စရာမရှိပါဘူး။ဒီအခြားသက်တွေကို agent နဲ့ပွဲစဉ်မှာဆိုရင်လည်းကျွန်တော်တို့တိတိတသားကြီးမြင်တွေ့ခဲ့ရပါရယ်။ဒီတော့ Sunderland နဲ့ပွဲစဉ်မှာလည်းတကယ်အကောင်းဆုံးခြေစွမ်းတွေချပြမယ်လို့ယုံကြည်ပါရယ်။ Sunderland အသင်းရဲ့ရာသီတွေကလည်းမစိုးလာပါဘူး။ကျွန်တော် Chelsea အသင်းနဲ့မတိမ်မငြိမ်းဆိုတဲ့အနေအထားမှာရှိနေရပါဗျ။ ဘိုင်းဖြစ်ဖြစ်ကျွန်တော်ကတော့ Chelsea အသင်းပေါ်မှာအပြည့်အဝယုံကြည်ထားပါတယ်။ချင်းသေးပြားရဲထာနေ Stamford Bridge မှာအနိုင်ရလက်ကိုပဲဖော်ဆောင်မယ်လို့လည်းယုံကြည်ပါတယ်။ Chelsea အသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတော့အများအားတင်ဆက်ပေးနေမယ် Sport ကို Like and Follow လေးလုပ်ထားဖို့လည်းပြောချင်ပါတယ်။ခုလိုမျိုးသုံးတိကြည့်ရှုသွားပေးတဲ့တယောက်ချင်းစီရအောင်လေ။ကျေးဇူးတင်ပါတယ်။